နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို short တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 17ရက်နေ့ည10:00နာရီကစတင်ပြီးတော့စားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက short တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကတိုက်ခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲ စစ်ခွေးတွေဘက်ကလည်းကြေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဆယ်တဲရွာအတွင်းကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တော့လေပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ PDF ကဝမ်ပေါင်လေးကိုရှော့တိုက်တော့အလုံး30နဲ့ပြစ်တာမနေ့ကည10နိုင်လောက်ကနေ17ကျော်လောက်အထိကိုပြည်သူတွေပွဲဖြစ်တယ်ထင်နေကြတာစစ်ခွေးတွေဘက်ကလည်းပြန်ပြစ်တယ်လက်နက်ကြီးတွေနဲ့ဆယ်တဲရွာတွေကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲတာပေါ်သေးတာပေါ့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ဒေတာရင်းသတင်းအေးမေကပြောပြထားပါဗျာ။ အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာတက်ဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကတရားခွန်မောင်းမှရှော့တိုက်ဒုံးများနဲ့နေရာပေါင်းစုံကနေပြစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်းထဲမှာကြောက်ရောက်ပောက်ကွဲပြီးတော့မိမြောင်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာအေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးတော့မိသက်ကားများစစ်ခွေးကားများနဲ့ရဲကားများလည်းရုံရင်းဆန်ခတ်ဝင်းထွက်သွားလာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကစားလင်းကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေတဲ့အပြင် 雷将打开门，喵过来！不查，那苏州路上的耳朵，比如喵哈，是每天上联呀叫，雷也是玩的喵。